ဘုရားသခင်ယေရှုကိုချီးမွမ်းပါလေ။ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရတဲ့ရှမသဲခွေဝင်ခန်းကြီးတက်အပိုင်ငယ်27တားယောက်ျားကိုဖွားမြင်လိုက်မိထိုသားသည်မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည်သူ ဖြစ်သောကြောင့်ယေရှုဟူသောမည်ဖြင့်မှဲ့ရမည်ဟုကောင်းငင်တမန်ဆို၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ယောသက်ကို ကောင်းကင်တမန်ကလာပြောတဲ့စကားဖြစ်ပါတယ်။ယောသက်ကမေတော်မာရီနဲ့ထိမ်းမြားဆောင်နေပြီးတော့သူတို့ကမင်္ဂလာဆောင်ပွဲတော့မချင်းပါရသေးဘူး။တို့ရတွင်သူတို့ရဲ့ဂျူးထုံးဆိုင်ရသူတို့ကဇနီးခင်မွန်ဖြစ်သတ်မှတ်ခြင်းကိုခံရပါတယ်။အဲဒီခါမှာကောင်းကင်တမန်ကယောသက်ကိုလာပြောတယ်။မေတော်မာရီမှာကိုဝင်ရှိတဲ့ခါမှာယောသက်ကတိတ်တဆိတ်စွန့်ပယ်မယ်လို့အကြံရှိပါတယ်။ဒါကြောင့်ကောင်းကင်တမန်ကယောသက်ကိုလာပြောတယ်။ယောသက်မင်းမစွန့်ပယ်နဲ့။ မဲရော်မာရီကိုမင်းထိမ့်သိမ့်ရမယ်။ဘာကြောင့်လဲဆိုရင်ဒီပရိသေတွေကအခြားသောသူတွေနဲ့ရတာမဟုတ်ဘူး။ဤပရိသေတွေကတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ရတဲ့ပရိသေတွေဖြစ်တယ်။ဒါကြောင့်မို့မာရီကတာယောက်ျားကိုဖွားမြင်မယ်။အဲ့ဒီသားကမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်တဲ့အတွက်ကြောင့်တဲ့ယေရှုဟူသောမည်ဖြင့်မှဲ့ရမယ်လို့ကောင်းကင်တမန်ကဖော်ပြခဲ့ပါတယ်။ယေရှုဆိုတဲ့နာမည်ရဲ့အတိတ်ဘက်ကအပြစ်မှကယ်ချွတ်မည်သူ ဆေးဗျာကေတင်ရှင် ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ကလူသားအလုံးကိုအပြစ်မှကယ်ချွတ်မယ်ကေတင်ရှင်ဖခင်ဖြစ်ပါတယ်။အပြစ်ကနေကယ်ပြီးတော့ကျွန်တော်အပြစ်တွေအလုံးကိုချုပ်ပလိုက်မယ်။ဆိုလိုတဲ့သဘောကကျွန်တော်ကိုအပြစ်ကနေဖခင်သခင်ကကယ်တင်ပြီးတော့အပြစ်ကင်းစင်သွားအောင်မာစားမယ်ဖခင်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။လူသားအလုံးကအပြစ်ထဲမှာနှင်မောနေပြီးတော့ ကိုကိုကိုမကယ်တင်နိုင်ဘူးအဲ့ဒီအဖြစ်သေးကနေကို့ခွန်အားနဲ့ကိုမယုံထွက်နိုင်မိမိအကျင့်သီလကုသိုလ်ကောင်းမှုအပြင်အဖြစ်ကနေမလွတ်မြောက်နိုင်တဲ့အတွက်ကြောင့်လောကီသားအားလုံးကိုကယ်တင်ဖို့ရန်အတွက်သခင်ရှုကကောင်းကင်ကနေပြီးတော့ဤလောကသို့ဖျားအဖြစ်မှ လူစားတိကို ခံယူပြီးတော့ဆင်းကြွားခဲ့ပါတယ်လူသားအားလုံးရဲ့အဖြစ်ကြွေးကိုလဝါးကတိုင်မှသူ့ရဲ့အသက်ကိုစွန့်ပြီးတော့အသွေးသွင်းပြီးတော့အသိခံခြင်းအပြင်ကျွန်တော်အဖြစ်တွေကိုယူဆောင်သွားခဲ့ပါတယ် ယုံကြည်သောသူကလွတ်မြောက်ခြင်းအခွင့်ကိုရဖို့ရန်အတွက်အခွင့်အရေးရှိပါတယ်။ဘာကြောင့်လူတွေကအပြစ်ထဲမှာနှင်မိုးနေရတာလဲ။ဘာကြောင့်လူတွေက အပြစ်သားဖြစ်ရတာလဲ။လူကမွေးရပါအပြစ်ဆွဲသောသူဖြစ်တယ်။ကျွန်တော်အာရန်နဲ့အေဝါကနေပြီးတော့စတင်ပြီးတော့လူသားအားလုံးကအပြစ်ထဲမှာကြာဆင်းသွားတယ်။ဘုရားသခင်ဖန်ဆင်းစားကလူမှာအပြစ်မရှိပါဘူး။တို့ရတွင်ကပ္ပာဟုလူသားဖြစ်တဲ့လူယောက်ျားနဲ့လူမိန်းမကဘုရားသခင်မလုံနဲ့ဆိုတဲ့အရာကိုကျူးလွန်မိရတဲ့အတွက်ကြောင့် အပြစ်ထဲမှာနစ်မောင်းသွားတယ်။တို့ရတွင်ဘုရားသခင်ကလူကိုအင်မတန်ချစ်တဲ့အတွက်ကြောင့်အပြစ်ထဲမှာနစ်မောသွားတဲ့လူသားတွေကိုကယ်တင်ဖို့ရန်အတွက်လောကကိုဆင်းကြွလာတယ်။ဒါကခရစ်မတ်ရဲ့အတိတ်ပဲဖြစ်တယ်။လူသားအားလုံးကိုကယ်တင်မဲ့ဘုရားလူမျိုးမရွေးပါဘူး။ဘာသာမခွဲပါဘူး။အဆင့်တန်းအနိုင်မြေမခွဲကြပါဘူး။လူဆိုတဲ့လူသားအားလုံးအပြစ်ထဲမှာနစ်မောနေတဲ့ကိုကိုကိုမကယ်တင်နိုင်တဲ့လူသားအားလုံးကိုကယ်တင်ဖို့ရန်အတွက် ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဖခင်ကလောကကိုဆင်းကြွလာတယ်။ဒါကခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်တယ်။အချို့ကဒီလိုပြောမယ်။သခင်ယေရှုအသေခံတော်ကိုမယုံကြည်ပါဘူး။သူမှသူအသေခံတာငါတို့နဲ့မဆိုင်ပါဘူး။ကိုကိုကိုပဲကယ်တင်ရမယ်။ကိုရဲ့အကျင့်သီလကုသိုလ်ကောင်းမှုတွေအားဖြင့်အလှူဒါနတွေအားဖြင့်တမလုံးမှာကောင်းတဲ့နေရာရောက်ဖို့အတွက်ကိုကိုကိုလုံမပဲရမယ်လို့ယူဆကောင်းယူဆနိုင်ပါလေ။တို့ရတဲ့မိတ်ဆွေသင်ကိုကိုကိုမကယ်တင်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင်တော့မွေးရပါအပြစ်ဆွဲသောကြောင့်ဖြစ်တယ်။သင်ကမွေးကလေးကအပြစ်ရှိနေတယ်။အမိဝမ်းထဲမှာတဲကသင်ကအပြစ်သားဘဝကိုရောက်ရှိပြီးသားဖြစ်တယ်။သင်ဘာမှကုသိုလ်ကောင်းမှုတွေမလုပ်ရသေးပါဘူး။ဘာဒူးစရိုက်မှလည်းသင်ကမကျွလွန်ရသေးဘူး။အဲဒီမွေးကလေးကိုကသင်ကအပြစ်ဆွဲနေသောကြောင့်ဖြစ်ပါလေ။ဥပမာအနေနဲ့ကျွန်တော်တို့ပမာမိဘနှစ်ပါးကမွေးရင်မွေးလာတဲ့ကလေးကပမာပဲဖြစ်မယ်။အဲ့ဒီပမာမိဘနှစ်ပါးကဟိုးကိုရီးယားမှာသွားနေမယ်။ ကိုရီးယားမှာနေပြီးတော့သူတို့ကလေးတယောက်ရမယ်အဲ့ဒီမွေးလာတဲ့ကလေးကကိုရီးယားမဖြစ်တော့ပါဘူးအဲ့ဒီမွေးလာတဲ့ကလေးကဗမာပဲဖြစ်မယ်ဘာကြောင့်လဲသူ့ရဲ့အမေဖေကဗမာဖြစ်နေတော့ကြောင့်ဖြစ်ပါလေအဲ့ဒီမွေးလာတဲ့ကလေးကဗမာစကားမပြောတတ်ပါဘူးကိုရီးယားစကားပဲပြောမယ်ကိုရီးယားလိုပဲဝတ်စားဆင်ရင်မယ်ကိုရီးယားအစားအစာတွေပဲစားမယ်အယုတ်ဆွားဆုံးကိုရီးယားနိုင်ငံသားခံယူလိုက်မယ်တို့ရတွင် သူကကိုရီးယားလူမျိုးတယောက်ဖြစ်သွားလားမဖြစ်သွားပါဘူး ဲ့ဒီကလေးကပမာကပမာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့မိဘနောက်ဘက်ကပမာဖြစ်နေတော့ကြောင့်ဖြစ်ပါတယ်။ဒီလိုပဲမိတ်ဆွေဟိုးကပောက်ဦးမှာဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမကအပြစ်ဆွဲတဲ့အတွက်ကြောင့်မွေးလာတဲ့လူသားမျိုးဆက် generation အားလုံးကလည်းအပြစ်ထဲမှာအလိုလျောက်ကြောက်ရွံ့သွားတယ်။မွေးရပါအပြစ်သားဘဝကိုရောက်ရှိသွားတယ်။အဲ့တော့မွေးရပါအပြစ်ရှိတဲ့လူကဘလောက်ပဲကုသိုလ်ကောင်းမှုအကျင့်တီလာရည်နဲ့စူးစမ်းတိဆောက်စီကောင်မှုဘုရားသခင်ရှေ့မှာမဆုံးနိုင်နိုင်ဘူး ဒီအပြစ်ထဲကနေမယုံထွက်နိုင်ဘူး။မွေးရွာအပြစ်ဆွဲတဲ့လူကကုသိုလ်ကောင်းမှုတွေလုပ်တဲ့ခါမှာကောင်းတဲ့အရာတွေလုပ်တဲ့ခါမှာသူကလူကောင်းတယောက်တော့ဖြစ်မယ်။သူကလူတွေရှိမှတော့သူတော်ကောင်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။တို့ရတွင်ဖရာသခင်သတ်မှတ်ထားတဲ့အပြစ်ကင်းတဲ့ဖြောင့်မတ်ခြင်းစံနှုန်းကိုတော့မှီနိုင်မှာမဟုတ်ဘူး။လူကဘလို့မှအပြစ်ကနေမကင်းနိုင်ဘူး။အပြစ်သားတယောက်ကကောင်းမှုကုသိုလ်လုပ်တဲ့သဘောပဲရှိပါလိမ့်မယ်။ဒါကြောင့်မို့ကေတင်ရှင်လိုအပ်တယ်။ အကြောင်းမို့တမန်ကျမ်းစာကဘလို့ဖော်ပြလဲဆိုရင်ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်တစ္ဆာစကားဖြစ်၏အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏လို့ဖော်ပြပါတယ်ယေရှုခရစ်ကလည်းအပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတယ်လို့ဖော်ပြပါတယ်အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့ကြွလာတဲ့အတွက်ကြောင့်ခရစ်ယာန်တွေအတွက်ပဲကြွလာတာမဟုတ်ပါဘူး လူမျိုးစုတစ်ခုအတွက်ဘာသာတရားတစ်ခုအတွက်ကြွလာတဲ့ဖယားမျိုးမဟုတ်ပါအပြစ်ရှိတဲ့လောကီသားအလုံးမိသူမဆိုကဲ့တင်ရရဖို့ထာဝရတရားဖို့ဤလောကကိုကြွလာခြင်းဖြစ်တယ်ဒီစကားကတဲ့တစ္ဆာစကားဖြစ်တယ်အကျွမ်းမဲ့ခံယူအပ်သောစကားလည်းဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့ခြေတော်ညောစီတိုင်းသင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေသခင်ယေရှုကတော့သင်ရဲ့အပြစ်တွေကိုကယ်တင်ဖို့ဤလောကသို့ကြွလာတယ် ီလောကသို့ကြွလာပြီးတဲ့အခါမှာလဝါကတိုင်မှာသင်ကိုစားအသေးခံခြင်းအဖြစ်သင်ကိုအပြစ်ကနေကယ်တင်ပြီးတော့ရွေးနှုတ်ခဲ့ပါပြီ။သင်ယုံရင်လွတ်ပြီဖြစ်တယ်။အပြစ်ကနေလွတ်မြောက်ပြီးတော့တမလွန်မှာသင်ကအပယ်ငဲကိုသွားစီရမလို့တော့။ထာဝရဒုက္ခချမ်းသာဖရာသခင်ပြည့်စုံတဲ့ကောင်းဝင်နိုင်ငံကိုဝင်စားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုအပြစ်ကနေကယ်ချွတ်တဲ့ သခင်ယေရှုခရစ်တော်ဖျားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းအဖြစ်တမလုံးမှာသာဝရဒုက္ခချမ်းသာကိုဝင်စားရပြီးတော့ယခုဘုရားမှာလည်းဖျားသခင်ကောင်းကြီးမင်္ဂလာလှူချင်းချမ်းသာကိုခံစားရမယ့်ကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစီ